ာလေလုယာရှေးဥစွာဖျားသခင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်ချစ်ရတဲ့ညီကောင်တို့မအရောက်ချင်းစီတိုင်းမင်္ဂလာပါလို့ပြန်လည်ပြီးနှုတ်ခွန်းဆက်တာလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါနေ့တိုင်းမှာအသက်ရှင်သောဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုစာငက်လျက်စောင့်စားခံယူနေတဲ့ညီကောင်တို့မအရောက်ချင်းစီတိုင်းဖျားသခင်ကောင်းချီးပေးပါစေဒီနေ့တော့ကျမတို့တရားသူကြီးမှတ်စာလေ့လာနေတာအပိုင်း28ပိုင်းကိုရောက်လာပါပြီ တဲ့ချက်ကတော့တရားသူကြီးမှတ်စာအခန်းကြီး7အပိုင်းငယ်1ကနေ7တိကျမတို့ဆင်ခြင်ခွန်အားယူတော့မှာဖြစ်ပါလေ။ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်။ဟုတ်ကဲ့အန်တီဆန်လေးချောင်းမင်္ဂလာပါ မတီတီစိမင်္ဂလာပါအတီခွန်တော်လူတို့မင်္ဂလာပါတချို့တွေလည်း comment ပေးမဲ့ထင်တယ်ကျမစီမှာတိတ်ပြီးတော့မတက်ဘူးเนาะ၃ယောက်ခွဲတက်လာလို့ပါမနှုတ်ဆက်ဘူးလို့ထင်ပါသလိုเนาะ ဟုတ်ကဲ့ပါကျေးဇူးတင်တဲ့အားလုံးပဲဖျားသခင်ကောင်းကြီးပေးပါစေဒါဆိုရင်ဆူတောင်းချင်းနဲ့ကျမတို့အစပြုမယ်နော်ဒီ online ချိန်လေးတွေကြောင့်ထင်ပါလေတစ်ခါတလေ comment တွေကမြင်ရတယ်တစ်ခါတလေမမြင်ရအောင်နော်ဆိုတော့ကျမတို့အဲ့လိုမျိုးတော့ဖြစ်တယ်ဒါပေမဲ့လည်းကျေးဇူးတော်ကြောင့်နှုတ်ကပတ်တော်များဆင်ခြင်ခွန်အားယူခွင့်ရပါတယ်ဒါခေကျေးဇူးတော်ကိုချီးမွမ်းတယ်ဒါဆိုရင်တော့ကျမတို့ခဏလေးဆူတောင်းမယ်နော်ဆူတောင်းရင်းနဲ့အစပြုပါမယ် ဖျားသခင်ထာဝရဖျားကိုရောကျေးဇူးတင်တယ်ဒီကနေ့မှလည်းသားသမီးတို့တွေအသက်ရှင်သောဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုပြန်လည်ပြီးစင်ကြင်ခွင့်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်တန်ရှင်သောဝိညာဉ်တော်ဖျားဒီစီစံမှာကိုရောလွတ်လပ်စွာလှူရှားပါသမီးရဲ့နှုတ်ရှာကိုလည်းကိုရောတိုင်းဖိတ်သိမ့်နဲ့ကောင်းချီးပေးနဲ့အသုံးပြုတော်မူပါ online ထဲကနှုတ်ကပတ်တော်ခံယူနေကြတဲ့ကိုရောသားသမီးအယောက်ချင်းစီတိုင်းရဲ့အသက်တာထဲမှာလည်း နှုတ်ကပတ်တော်အားဖြင့်ကောင်းချီးဖြစ်ရပါမယ်အကြောင်းကိုတော့ဖျားကျေးဇူးပြုတော်မူပါကျေးဇူးတော်အပေါအရေးအတွက်ချီးမွမ်းရင်နှုတ်ကပတ်တော်အစပြုတဲ့အခါမှာတပါးရီတော်တော်သခင်ယေရှုနာမ၌ဆုတောင်းဆက်ကဲအနံ့ရင်နှုတ်ကပတ်တော်ဝေငှခြင်းကိုအစပြုပါရယ်အဖဖျားသခင်အာမင်အာမင်ကျေးဇူးတင်နေအားလုံးပဲဖျားသခင်ကောင်းချီးပေးပါစေကျတော့ကောမန့်မမြင်ရလို့နော်ညီကောင်မောင်တို့တရားသူကြီးမှတ်စာအခန်းကြီး7 အပိုင်ငယ်1ကနေ17တိစဉ်းကျင်သွားမှာဖြစ်ပါတယ်။ Judges chapter 11 verse 1 to 11ထိကျမတို့စဉ်းကျင်သွားမှာဖြစ်ပါတယ်။အဲ့တော့ကျမတို့နည်းနည်းစီဖတ်ကြည့်ရအောင်နော်။အပိုင်ငယ်1နဲ့2ကိုအရင်ဖတ်ပါမယ်။ကိလက်အမျိုးသားရေဖတသည်ခွန်အားကြီးသော သူရဲ့ဖြစ်၏သူ့အပကကိလက်သူ့မိကပြည့်တစားဖြစ်၏အဲ့တော့အဖေနာမည်ကတော့ကိလက်ဖြစ်ပြီးတော့အမေကတော့ နော်ပြစ်တစအမျိုးသမီးတယောက်ဖြစ်တယ်တဲ့အဲ့တော့ပြစ်တစအမျိုးသမီးကနေမွေးဖွားလာတဲ့သူကဘာလို့လဲဆိုတော့ရေဖသားဖြစ်တယ်ဆိုတော့မိဘဆိုတာကျွန်တော်တို့ရွေးချယ်လို့မရပါဘူးနော်အဲ့တော့တစ်ခါတစ်ခါမှာရွေးချယ်မှုမရတဲ့အရာတွေအကောင်းဆုံးကိုလည်းကျွန်တော်တို့ရေဆန်ရတယ်လို့တစ်ခါတလေမှလည်းနော်ကျွန်တော်တို့ကိုမလို့ချင်တဲ့အရာတွေမနစ်သက်တဲ့အရာတွေနဲ့လည်း ရင်ဆိုင်ရပါတယ်အဲ့တော့ဒီညမှာအားပေးချင်တာကကျမတို့မှာအကောင်းဆုံးကောင်းကင်အဖရှိတယ်ဆိုတာလေးကိုအားပေးချင်ပါတယ်အဲ့တော့ရွေးချယ်လို့မရပေမဲ့အကောင်းဆုံးမိဘကိုရရှိခဲ့တဲ့သူတွေလည်းရှိသလိုတချို့လည်းကိုမရွေးချယ်လို့မရတာเนาะဆိုတော့စိုးရတဲ့မိဘတွေနဲ့တွေ့တဲ့အခါမှာခံစားချက်မကောင်းတဲ့သူတွေအများကြီးပဲเนาะဆိုတော့ကလေးကိုမွေးပြီးတော့ပြစ်သွားခဲ့တဲ့အရာတွေရှိတယ်เนาะအဲ့ဒီခါမှာ နေတဲ့အိမ်ကနှိမ့်ဆက်တော့နော်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေထိခိုက်ပြီးအများကြီးဒီလိုတွေ့ရပါတယ်ဆိုတော့ဒါကြောင့်ကိုကရွေးချယ်လို့မရပေမဲ့အကောင်းဆုံးရရင်လေဂျေဇူရောချီးမွမ်းဆရာပါဒါပေမဲ့တချို့ကမိဘလို့ကြားတာနဲ့တခါတည်းခံစားချက်တွေပြင်းထန်ပြီးတော့မိဘမေတ္တာနားမလည်နိုင်ဘူးဘာလို့လဲဆိုတော့ကိုကမိဘမေတ္တာမရခဲ့တဲ့အခါမှာနားမလည်နိုင်တဲ့သူအများကြီးရှိတယ်เนาะဒါကြောင့်မလို့ကျမတို့နှစ်ဖက်စလုံးကိုမျှတအောင်လို့ ီနေ့ကောင်းကင်အဖရှိတယ်လို့ကျမတို့အားပေးကြပါတယ်။နော်လူရဲ့မြတ်တာတော့ပြောင်းလဲတတ်တယ်။ဘုရားသခင်မြတ်တာတော့ဘယ်တော့မှမပြောင်းလဲပါဘူး။ဒါကြောင့်ယေဖသဟာဒီမှာပြည့်တစအမျိုးသမီးကနေပြီးတော့မှမွေးဖွားလာတဲ့သူဖြစ်တယ်။ဒါကြောင့်နဲ့ဂိလက်ဤမယားဖွားမြင်တော်သားတို့သည်ကြီးသောအခါသင်သည်အခြားတစ်ပါးသောမိမှဤသားဖြစ်တော်ကြောင့်ငါတို့အဆွေမျိုးနဲ့အတူအမွေမခံရဟူရေဖသားကိုဆို၍နင်းထုတ်လေ၏ ဒါနဲ့သူတို့အရွယ်ရောက်လာတော့နော်ဂီလက်ရဲ့တခြားအမျိုးသမီးကနေမွေးတဲ့သားသမီးတွေကဒီပြည်တစားမနဲ့ရတဲ့သားဆိုတော့နှိမ်ပြီးတော့အားလုံးကငါတို့နဲ့အတူတူအမွေမခံထိုက်ဘူးဒီလူကိုအမွေပေးရမှာလားပြည်တစားမကနေမွေးလာတဲ့သူကိုအမွေပေးရမှာလားဆိုပြီးတော့အမွေမပေးနိုင်တဲ့အတွက်ကြောင့်သူ့ကိုနင်းထုတ်ကြတယ်တဲ့ဆိုတော့ရေဖတ်တဲ့နေရာမှာကျမတို့ဝင်ကြည့်ရအောင်ကိုလည်းရွေးချယ်လို့မရဘူးကိုလည်းအပြစ်မလုပ်ဘူးဘာမှလည်းအပြစ်မလုပ်ဖဲနဲ့ ပြစ်ဒစာအမျိုးသမီးရနေမွေးဖွားလာလို့ဆိုပြီးတော့နေရအစဉ်မျက်နာမရနှိမ်ခံပြီးတော့နေရတယ်။ဒီနေ့ကျတော့လေကိုယ့်ရဲ့ညီကိုဆွေမျိုးအတန်းဝိုင်းနေတဲ့ကနှစ်ထုတ်ချင်းကိုခံရတဲ့ကမှဘလောက်ထိသူ့ရဲ့ရင်ထဲမှာခံစားချက်တွေမကောင်းလိုက်ပြီလဲနော်ဒီလိုနဲ့သူကအပိုက်ငယ်သုံးပါနော်ထို့အခါရေဖတာသည်ညီတို့စီမှထွက်သွား၍တောပါလွင်ပြင်နိုင်နေသဖြင့်လျှက်ပေါ်သောသူတို့သည်သူ့ထံမှစီးဝေး၍သူ့နောက်လိုက်ကြ၏အဲ့တော့ သူကနော်တောဖပီကိုထွက်သွားလိုက်တယ်။သူ့ရဲ့ညီကိုတွေမောင်းထုတ်တော့ထွက်သွားတဲ့အခါမှာလျှက်ပေါ်တဲ့သူတွေနော်စိုးတဲ့သူတွေပေါ့သူတို့တွေကရေဖသားနဲ့လာပြီးပူပေါင်းပြီးရေဖသားနောက်ကိုလိုက်တော့ရင်ရထိုင်ရေဖသားကအင်းအားနဲ့ဖြစ်သွားခဲ့တာဖြစ်တယ်။နောက်တစ်ဖန်အာမုံအမျိုးသားတို့သည်ဣတရီလအမျိုးကိုစစ်တိုက်ကြ၏။ထို့သောအာမုံမျိုးသားတို့သည်ဣတရီလအမျိုးကိုစစ်တိုက်သောအခါ ကိလက်ပိတာအသက်ကြီးသူတို့သည်ရေဖသားကိုတောပပြီးမှခေါ်ချင်းကသွား၍ငါတို့သည်အာမုံလူတို့ကိုစစ်တိုက်ရမည်အကြောင်းလာ၍ငါတို့၏ဘိုးချုပ်မင်းလောက်ပါဟုမှားလိုက်တော့ရေဖသားကသင်တို့သည်ငါ့ကိုမုံ၍ငါ့ဘအိမ်မှနှင်ထုတ်သည်မဟုတ်လောယခုစည်းရဲချင်းတို့ရောက်သောအခါအဘေးကြောင့်ငါထံသို့လာကြသည်ဟုကိလက်ပိတာအသက်ကြီးသူတို့အားပြောဆို၏ကိလက်ပိတာအသက်ကြီးသူတို့ကလည်းထိုးကြောင့်ငါတို့သည်ယခုတင့်ထံသို့ပြန်လာပါ၏ ငါတို့နှစ်တူကြွ၍အာမုံလူတို့ကိုစစ်တိုက်ပြီးနှင့်ကိလက်ပြီးသားအပေါင်းတို့၏အထွတ်လုတ်ပါတော့ဟူရေပသအာတောင်းမှန်တော့ဒါနဲ့ဒီနေ့တော့အာမုံမျိုးသားတွေကဣသရေလအမျိုးတွေကိုစစ်တိုက်ဖို့လာတယ်အဲ့ဒီခါမှာဘလို့လုံမလဲဟာရေဖသမှာတော့လှက်ပေါ်တဲ့လူတွေလူသိုးတွေကလာစုနေတယ်ဆိုတော့သူတို့ရဲ့အင်အားနဲ့တိုက်လိုက်တော့ငါတို့နိုင်မှာပဲဒုက္ခရောက်တဲ့ခါကျတော့ဖြစ်လဲဆိုတော့ရေဖသစီမှာပြန်လာပြီးတော့မှအခုလူတောင်းတယ် ဲ့တော့ရေဖက်ကပြောတယ်နင်တို့ပဲငါ့ကိုမောင်းထုတ်ခဲ့ကြတာနော်အခုကျတော့နင်တို့ကငါ့ကိုပြန်ပြီးတော့มาခေါ်တာလားနော်ဆင်းရဲခြင်းခံရတဲ့ခါကျတော့ငါ့ကိုပြန်ခေါ်ကြတယ်လူနေတဲ့ဆင်တော့မတရားပါဘူးနော်ညီကောင်တို့ကတော့မကူညီခြင်းလည်းရပါတယ်နှင်းထုတ်တော့ကနှင်းထုတ်ပြီးမှအခုကျမှပြန်ခေါ်ကြတာဖြစ်တယ်အဲ့တော့အပိုက်ငယ်ကိုမှနော် ဲ့တော့ရေဖက်သားကအာမုံလူတို့ကိုစစ်တိုက်စေခြင်းကတင်တို့သည်ငါ့ကိုပြန်ပိုး၍ထာဝရဖျားသည့်သူတို့ရှိမှအတ်တော်ဟုလင်ငါသည်တင်တို့အထွတ်ဖြစ်ရသောအခွင့်ကိုပေးမည်လောဟုကိလက်ပြီးသားအသက်ကြီးသူတို့အားမေးလေတော့ဒါနဲ့ရေဖက်သားအကောင်းမီနော်ငါနေတို့နဲ့လိုက်မယ်ဒါမဲ့ဘာစုပေးမှလဲအကယ်၍ငါတိုက်လို့နော်ဖျားသခင်ကအဲ့ဒီအာမုံမျိုးသားတွေကိုနိုင်ခွင့်ပေးတယ်ဆိုလို့ရှိရင်နင်တို့ မလိုချင်တဲ့ရပေးမှာလားတဘောကတော့เนาะသူ့ဘလိုချင်တာလဲဆိုတော့တင်တို့ရဲ့အထွတ်ဖြစ်ရတော့အဖြစ်เนาะသူတို့တွေကိုပြန်ဥဆောင်ရတော့သူဖြစ်ပေးမှာလားလို့ပြောတယ်เนาะသူကဒီလိုအခွင့်အရေးကိုတောင်းပါတယ်ဒါနဲ့အဲဣသရီလာလူကြီးတွေကိလက်ပြီးသားအသက်ကြီးသူတွေဘာပြန်ဖြေမလဲကျမတို့ဖတ်ကြည့်မယ်เนาะ ကိလက်ပီသားအသက်ကြီးသူတို့ကသင်ပြောသောစကားအတိုင်းငါတို့မပြုနှင့်သာရဖျားသည့်သင်နှင့်ငါတို့စကြာ၌သက်သေဖြစ်တော်မူပါစေသောဟုရေဖတာအားရံပြောကြ၏။ဒါနဲ့ကိလက်ပီသားအသက်ကြီးသူတို့ကသဘောတူတယ်နော်။နင်ပြောတဲ့အရာကိုငါတို့ထောက်ခံတယ်။အာမုံမျိုးသားတို့နိုင်တဲ့ခါမှာငါတို့ရဲ့နော်အထုဖြစ်ဖို့ရအတွက် နော်သဘောတူတယ်ဒါကြောင့်ဖရာသခင်ကတင်းနိုင်ငါတို့ဆက်ချာမှာတက်တည်ဖြစ်တယ်ငါတို့ကဒီစကားကိုဂရိမတီရေဖရာသခင်ကငါတို့ပေါ်မှာစိုးရဲမှုပြုပါစေပေါ့သဘောကတော့ထာဝရဖရာနာမကိုတိုင်တယ်ပြီးတော့မှသူတို့ချင်းဆူကြတယ်ပြီးတော့အပိုက်ငယ်7မှာထွခါရေဖတာဒီဂိလက်ပြီးသားအသက်ကြီးသူတို့နှင့်တွား၍သူ့ကိုလူများတို့ဤအထွတ်ဘိုးချုပ်မင်းရာ၌ခတ်ထားကြ၏ရေဖတာဒီလည်း ထိုစကားအလုံးစုံကိုမိစပါမျိုးမှာထာဝရဘုရားရှိတော်၌ပြန်ကြားလျှောက်ထား၏ဒါနဲ့ဘုရားသခင်ရှိမှပြန်ပြီးပြောပြတယ်ဒီကိလက်ပိသအသက်ကြီးသူတွေဟာကျွန်တော်အာမုံမျိုးသားတွေကိုတိုက်မယ်ဆိုရင်ကျွန်တော်ကိုအထွတ်မှာထားကြမယ်နေရာပေးမယ်လို့သူတို့ပြောပါတယ်ဘုရားသခင်ဆိုပြီးတော့ဘုရားသခင်ကိုတက်တည်ထားပြီးတော့သူတို့ဟာတိုက်တယ်ကြတယ်ဆိုတဲ့အချက်လေးကိုတွေ့ရပါတယ်เนาะဆိုတော့ ရေဖက်သားအတောင်းဆိုတာတော့အာမုံမျိုးသားတွေကိုတိုက်လို့နိုင်ခဲ့ရင်နော်ဒါမဲ့သွားမတိုက်ခင်ကလေးကသူ့ကိုအထွတ်နေရာမှာထားမယ်ဆိုပြီးတော့သဘောတူပြီးတော့ဖယားသခင်ရဲ့အရှိမရှောက်ဆိုပြီးတော့နော်ဖယားသခင်အရှိမသူတို့တိုက်တယ်ကြတယ်ဆိုရဲအကြောင်းလေးဖြစ်ပါတယ်ဒါကတော့တရားသူကြီးမှတ်စာအခန်းကြီး7တစ်ကနေ7ထီကိုကျမ်းစာကျမ်းစာအတိုင်းလေးအရင်ဆုံးကျမတို့နားလည်အောင်လုပ်လိုက်တာဖြစ်တယ်အဲ့တော့ ရေဖတ်တာဟာပြည်တစားအမျိုးသမီးကနေမွေးဖွားလာတဲ့သူဖြစ်တယ်။ပြီးတော့ညီကိုမောင်နှမရဲ့နှိမ်ချင်းကိုခံပြီးမောင်းထုတ်ခံရတဲ့သူဖြစ်တယ်။ဒါပေမဲ့သူ့ကိုမောင်းထုတ်လိုက်တဲ့နေရာမှာအခက်ခဲပြဿနာကြုံတော့သူ့ကိုတနေ့အကူအညီပြန်ပြီးတော့မှလိုအပ်လာတယ်။သူ့ကိုမလိုပါဘူးဆိုတော့မောင်းမောင်းမောင်းထုတ်လိုက်တဲ့နော်သူ့ကိုပြစ်ပယ်လိုက်တဲ့လူစုတွေမှာသူဟာ ထိတ်ဆုံးထိရောက်တယ်အထွတ်ဖြစ်ခွင့်ရတယ်ဘုရားသခင်ချစ်မြောက်တယ်ဆိုတဲ့အရာလေးတွေ့ရပါတယ်ဘုရားသခင်နာမတော်ဒီပုံကြီးပါစေအဲ့တော့အခုတော့ကျမတို့နှုတ်ကပတ်တော်လေးစင်ကျင်ခွန်အားယူတော့မှဖြစ်ပါတယ်သင်ရဲ့ဘဝအသက်တာမှာလေဒီနေ့အတူတကာကသင်ကိုနှိမ်နေသလားသင်စိတ်ထဲမကြပါနဲ့ထိတ်ဆုံးထိချစ်မြောက်မဲ့ဘုရားသခင်ရှိတယ်ဆိုတာလေးကိုအားပေးကြပါတယ်လူတွေကသင်ကိုလူသုံးလုံးနေလား မလိုတဲ့အခါမှာပယ်ပြီးတော့လိုအပ်တဲ့အခါမှာတင့်ကိုလူတွေကပြန်ခေါ်ပြီးတော့သုံးနေလားတင်ကြည့်ပြုပေးလိုက်ပါဒီຢာတွေအားလုံးဟာဖျားခင်တင့်ကိုချီးမြောက်ဖို့ပဲဖြစ်တယ်ဆိုတာကိုပြောပြချင်တယ်အဲ့တော့လိုသုံးလုံးတဲ့အရာတွေဟာလောကမှာကျမတို့နော်တနေ့တစ်ချိန်ကြုံကိုကြုံရမယ့်အရာဖြစ်တယ်။ကြုံခဲ့ပြီးသားဖြစ်ကောင်းဖြစ်မယ်၊ကြုံနေတာဖြစ်ကောင်းဖြစ်မယ်။နောက်တစ်ချိန်မှာကြုံကောင်းကြုံမယ်။လူတွေကတော့လူသုံးလို့တင့်ကိုသဘောထားပြီးအတုံးချရင်လေ အေးအေးဆေးဆေးပဲအသုံးချခံလိုက်ပါအဲ့ဒီအရာတွေကလည်းဘုရားသခင်ချီးမြှောက်မယ်အခုအာမုံမျိုးသားတွေလာတိုက်တော့ဂိလက်ပြည်သားတွေကယေဖသားကိုလိုအပ်နေပြီဒါလိုသုံးမယ်ဒါမဲ့ယေဖသားတည်တယ်ဝေတိုက်ပေးတယ်နောက်ပိုင်းမှာဘုရားခင်သူ့ကိုချီးမြှောက်တယ်ဟာလေလုယာဒါကြောင့်တင့်ကိုလိုသုံးလုပ်နေရင်လေဒီမငင်းမနဲ့နော်ကျေးဇူးတော်ပဲချီးမွမ်းပါဖျားသခင်တင့်ပတ်မှာရှိတယ်ဆိုတော့ကိုအားပေးခြင်းနဲ့ လူတွေကတင့်ကိုနှိမ်နေရင်လဲဆွေမျိုးအတိုင်းဝိုင်းကတင့်ကိုနှိမ်နေရင်လဲခွဲခြားဆက်ဆံနေရင်လဲတိတ်စိတ်တမကြနဲ့ဖယားသခင်နဲ့သာတော်ပါအဓိကယေရှုကိုမိမိရဲ့အသက်သခင်ကဲတင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့အခါမှာဖယားသခင်ကချီးမြှောက်မှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဟေရှာယအခန်းကြီး30ပိုင်ငယ်18ကိုဖတ်မယ်။ဒီနေ့တော့ကျမတို့နှုတ်ကပတ်တော်နည်းနည်းလေးပဲနော်။ဆိုတော့ Isaiah chapter 30 verse 18မှာ ဒီနေ့တော့တစ်ကနေ7တိပဲနည်းနည်းလေးဘာဆိုတော့ဒီလောက်ပဲဖြတ်မှရမယ်ဆက်ပြီးတော့ဝင်ခမယ်ဆိုလဲအချိန်နည်းနည်းလေးပိုလိုတာဖြစ်တဲ့အတွက်ကြောင့်ဒီလောက်နဲ့ပဲတစ်ဖြတ်လေးရက်ပြီးတော့မနဲ့ဖြတ်မှာကျမတို့ကနော်ဒီဇလက်ရှိရှိလေးတစ်ခုပေါ့နော်ဆိုတော့ဒီရေဖတ်တာအကြောင်းကိုပြန်ဆက်မှာဖြစ်ပါတယ်အဲ့တော့ဒေရှာယခန်းကြီး30ပိုက်ငယ်78မှာတော့ သို့တော်လေထာဝရဖျားသည့်တင်းတို့ကိုကျေးဇူးပြုလိုသောငါမျောလင့်တော်မူမီဂယုနာပြုလိုသောငါချိမြောက်ခြင်းကိုခံတော်မူမီအကြောင်းမူကားထာဝရဖျားသည့်တရားသောဖျားသခင်ဖြစ်တော်မူ၏အာမင်ဖျားသခင်နာမတော်သည်ဘုန်းကြီးပါသည်ဖျားသခင်ကကျမတို့လူသားတွေကိုကျေးဇူးပြုဖို့ရအမြဲတမ်းစောင့်မျှော်နေသောဖျားသခင်ဖြစ်တယ်နော်ဂယုနာပြချင်တဲ့ဖျားကျမတို့ကိုချိမြောက်ချင်သောဖျားသခင်ဖြစ်တယ် ဘာလို့လဲဆိုတော့ဖရာသခင်ဟာတရားသောဖရာဖြစ်တယ်။ဖရာသခင်နာမတော်ဒီပုံကြီးပါစေ။အဲ့တော့နော်ကျမအကြောင်းအရာလေးတစ်ခုသက်သေခံပေးချင်ပါတယ်။အဲ့ဒီသက်သေခံချက်ကိုလည်းသုံးပါလို့ကျမကိုပြောထားတယ်။ဒါပေမဲ့ကျမလည်းဟုတ်ခဲ့ပေါ့နော်။ဒါပေမဲ့နှုတ်ကပတ်တော်နဲ့ဟလာနော်မချိတ်ဆက်ဖ ೇನೆ သက်သေခံချက်တရားသုံးပေးလို့မရပါဘူးနော်။ဒါကြောင့်ဒီအမကခွင့်ပြုထားတာဖြစ်တဲ့အတွက်ကြောင့်သက်သေခံချက်လေးကျမအနေနဲ့သက်သေခံချင်ပါတယ်။ဆိုတော့နာမည်လည်းမတက်တော့ပါဘူးနော်။အားလုံးလည်းပြီးမှာပါ။ ဆိုတော့ဒီကြားထဲမှာเนาะကျွန်မအခုသက်သေးခံမဲ့အမတယောက်ကเนาะငွေနေဖြစ်တယ်အဲ့ဒီနေ့မှာเนาะ तू อ่ะကျွန်မစီလာတွေ့ရင်းနဲ့ဖခင်ရဲ့ကောင်းမြတ်ခြင်းကြောင့်ကိုကျွန်မအရင်ဆင်ကျင်မိသွားတဲ့အရာလေးသက်သေးခံပါမယ်သူ့ရဲ့ဘဝအတ္တမှာကလေး6ယောက်ရှိတယ်เนาะအဲ့တော့နောက်ဆုံးကလေးကိုဝင်ရှိတဲ့အချိန်မှာပဲအိမ်ထောင်ပွဲသွားခဲ့တာဖြစ်ပါတယ် အဲ့ဒီခါမှာသူ့ဘဝမှာလမ်းပြောက်ခဲ့တယ်မျောလင်းချက်တွေမဲ့ခဲ့တယ်အသက်ရှင်တဲ့ဖခင်ကိုလည်းသူကမရခဲ့ဘူးမယုံကြည်သူနဲ့ယူတာဖြစ်တဲ့အတွက်ကြောင့်နော်သူ့ရဲ့မိဘကတော့ယုံကြည်သူဖြစ်တယ်ဒါပေမဲ့မယုံကြည်သူနဲ့ယူပြီးတော့သူကလည်းတပားမျိုးသားဖခင်ကိုသူကကိုးကွယ်ပြီးတော့အသက်ရှင်တဲ့ဖခင်ရဲ့ကဲတင်ခြင်းလဲတေချာမသိလို့ပါဒါနဲ့အိမ်ထောင်ကွဲသွားတယ်နော်အဲသူ